မေလေးငငယ်တော့ပုံနေတွေ့မှာပါနှာခေါင်းကလည်းခြွင်နေမျက်ရည်ကလည်းအကြီးပဲငကိုတွေကရှိရဲဘာမှမခွဲစိတ်ထားဘူးမျက်နှာပိုင်းဟိုပေါ့ဟာဟိုလုတ်လဲဆိုလို့ရှိရင်တော့ skin care ကိုကောင်းကောင်းလုပ်တယ်ခုနလိုကျန်းမာရေးအရာဆိုရင်အာကစားမျိုးစုံနှီးပါးကိုစော့တယ်ကအဓိကချွေးထွက်တာပေါ့နော်ချွေးထွက်တဲ့အတွက်ကြောင့်မလို့အသားရည်ကညစ်နေရရင်ကြည်လာတာ ဘတ်စ်ဆာဂျူရီလောက်တာမဟုတ်ဘဲနဲ့ဒီဂျင်ရဲ့အကျိုးကျေးဇူးတွေပေါ့ဒါပေမဲ့တခုတော့ရှိရယ်နော်ဂျင်ဆော့တာတော့ခဏတာတော့မရအောင်နှိမ့်နဲ့ချီပြီးတော့မရမှာဟိုမှာဆို၃နှစ်ရှိပြီလေအဲကျွန်တော်တော့ဂျင်ထွေးနာပေါ့အပြင်ကနေပတ်စင်နဲ့ထွေးနာအနေနဲ့တော့အခုပြနေရပေါ့နော်တယောက်ပဲရက်တည်နေရ မမလေးချစ်တော်အဲ့ဒါပြပေးပါဦးနော် ပြန်ပြီးတော့ဟိုအဲ့ခါကျတော့ဆရာပေါ့နော်ပြန်လောရမှာဘာဖြစ်လဲဆိုကိုကဂျင်ကြတော့ trainer ပါမဆော့တက်တာလေဒီတိုင်းအလွတ်ကြတော့တိတ်မဆော့တက်သေးဘူးပေါ့ဂျင် trainer ရတော့ပဲပေါ့ဂျင် trainer လည်းရပါပြီဆိုတော့ကျေးဇူးတင်ပါတယ်အဲ့တော့ဒါဂျင်ကမဟုတ်ရှင်တော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်မီလီယာတော့အရန်ဟိုဂျင်းရမီလီရဲ့ live မှာပေါ့နော်မစောရမနေနိုင်တဲ့အပိုင်းရရင်ပါဝင်နေဂျင်းနေမဟုတ်ယူကဆော်ရမီလီပလာတီဆော်ရ ဒီကျမ်းမာရေးနဲ့ပတ်သက်လို့မီလီကကိုယ့်အသက်အရွယ်နဲ့ပေါ့နော်ကျမ်းမာရေးကိုအမြဲတမ်းလိုက်စားရလဲပါတယ်။လှဖို့ထက်ကိုကျမ်းမာဖို့ကအရေးကြီးတယ်လေ။ ဟုတ်ကဲ့အေးအဲ့ဒါမျိုးတော့သိချင်ကြရအမှန်တော့မီလီရဲ့နှာခေါင်းဆိုလဲငကူကခြုံတာပေါ့နော်မီလီရဲ့ငငယ်တော့ပုံနေတွေ့မှာပါနှာခေါင်းကလည်းခြုံတယ်မျက်ရည်ကလည်းအကြီးပဲငကူတွေကရှိတယ်ဘာမှမခွဲစိတ်ထားဘူးမျက်နှာပိုင်းဘောပေါ့အဲ့ဂျင်ခုနလိုပေါ့ skin နေပါဆိုလို့ရှင်လဲအဲ clinic တော့သွားတယ်သွားရဲဆိုတော့ဘာလုပ်လဲဆိုတော့ဥမာအဲခုနလိုပေါ့ပေါင်းတင်တာမျိုးတွေ treatment လေးတွေစက်တီနဲ့အခုပေါ်တယ်လေဘာလဲအပူပေးတဲ့ဆက်လေးတွေနဲ့လောက်တာလေးအဲ့လောက်ပဲလောက်တာဟိုလိုမျိုးကြီးအရင် န်းကြီး plastic စာကြူတွေခွဲစိတ်တာမျိုးတွေတခါမှမျက်နှာမလုတ်ခဲ့ဘူးပေါ့နော်အဲ့ခါကျတော့အဲဘာလို့လုတ်လဲဆိုလို့ရှင်တော့ skin care ကိုကောင်းကောင်းလုပ်တယ်ခုနလိုကျန်းမာရေးအရာဆိုရင်အာကစားမျိုးစုံ၄ပါးကိုစော်တယ်ဥမာစက်တောင်ညိုက်တာအဲယောဂဆော်တာပလာတီဂျင်ကိုက တစ်ချိန်လုံးအားနေရတော့မဟုတ်ဘူးအားတဲ့အချိန်လေးမှာပြည့်ပြည့်ပြီးတော့သွားစော်တယ်ဒီနေ့ဆိုရင်ဒီမှာ shooting ရှိတော့မနေ့ကိုသွားစော်ပြီးပါပြီနည်းနည်းလေးတော့သူများရဲ့ထပ်ပုံမှန်တာပေါ့ဝရီရတော့ပုံဆိုင်ရတယ်ဥမာအဲ့ချိန်မှာဆိုမအိပ်ရတာမျိုးလို့အိုးအဲ့လိုမျိုးသူများကြီးပျော်နေတဲ့အချိန်မှာကိုကမပျော်ရတာမျိုးလို့ဘာလို့ဆိုတော့မင်းနဲ့ဆိုမထနိုင်မှာဆိုလို့အစောကြီးတွေသွားပြီးချင်းလုံးရတယ်နေကင်းဆိုကိုကအလုံးလုံးရတယ်အဲအဲ့လိုမျိုးလေးပေါ့နော် ဆိုတော့อืมမရှိတဲ့အချိန်ကိုလည်းရှိသလိုပဲကို့အတွက်ပေါ့အသုံးချရတာပေါ့7မိနစ်ဖြစ်15မိနစ်ဖြစ်ဖြစ်ပေါ့ကို့အတွက်တော့အကျိုးရှိအောင်လုပ်ရတာတချို့ကြတော့လည်းဂျင်သွားမှမဟုတ်ဘူးအိမ်မှာလည်းကရိယာလိုလေးချိန်ခံနေလည်းလုပ်လို့ရတယ်ပေါ့အဓိကအဲကို့ကို့ကိုချစ်ပြီးတော့ကို့ကို့ကိုကျမ်းမာအောင်ပေါ့နှောင်းနေဖို့အဓိကပါကျွန်တော်တို့ချင်း exercise စပြီးလုပ်ပြီးဆိုပါတယ်ကျွန်တော်တွေးလေပါအားကောင်းနေအမှုကျမကြီးအတွက်တည်းထောက်ပါနော်အသားကြီးဆိုပါနော်အသားကြီးလည်းအမှုလေးဟိုရှိပေါက်တွေကျဲလာတယ်အသားကြီးအတွက်လည်းကောင်းလာတယ်ပေါ့နော် ဒါပေမဲ့ဟိုကျမရေမမဟုတ်ပါဘူးအိမ်မှာလည်းကောင်း exercise လေးဆော့လို့ရတယ် YouTube ထဲမှာချာအိမ်မှာအမျိုးလေးတစင်အခန်းကြည့်လို့ဒီမှာဆော့လို့ရတယ်ပေါ့နော်အမျိုးလေးအဲ့တော့ group view တွေအပိုင်းတော့ဒါကြည့်အောင်အာအဲ့တော့အချင်းကြီးကတော့အိမ်ပေါ်မှာကတော့အဓိကချွေးထွက်တာပေါ့နော်ချွေးထွက်တဲ့အတွက်ကြောင့်မလို့အသားရည်ကညစ်နေရရင်ကြည်လာတာ အဓိကအဲ့လိုမျိုးပဲဟိုလိုမျိုးနောက်တစ်ခုကဘာလဲဆိုတော့လမောင်းဥမာမမတို့ဆိုလမောင်းဆိုလို့ရှိရင်အသက်ရွယ်တစ်ခုရလာပြီဆိုမိန်းကလေးတွေအသားတွေကပြော့လာရဲ့အသက်ကြီးလာရင်ပြော့လာတဲ့အခါမှာမာဆယ်တွေပြော့လာပြီးတော့အဲ့လိုတွဲလာတာတို့ဘာတို့တွေဖြစ်လာတယ်အဲ့ဒါကိုခုနလိုဂျင်နဲ့ဝိတ်နီနဲ့ကိုကပြန်ကစားရဲ့အခါကျရင်အဲ့မာဆယ်တွေကပြန်ပြီးတော့တင်းသွားပြီးတော့ကျစ်သွားတာเนาะအဲ့လိုမျိုးတွေဆိုတော့အဲ့အဲ့ဒါတွေကတနည်းအားဖြင့် ဘတ်စစ်ဆာဂျူရီလောက်တာမဟုတ်ဘဲနဲ့ဒီဂျင်ရဲ့အကျိုးကျေးဇူးတွေပေါ့ဒါပေမဲ့တခုတော့ရှိရယ်နော်ဂျင်ဆော့တာတော့ခဏတာတော့မရအောင်နှိမ့်နဲ့ချီပြီးတော့မရမှာဘာမှဆို၃နှစ်ရှိပြီလေအဲ့လိုမျိုးပေါ့ဟိုခဏတော့မရအောင်ကွာအဲ့လိုချက်ချင်းလှုပ်ချင်တယ်ဆိုလို့ရှင်တော့ချက်ချင်းတော့ဒုံးဆိုရောအဲ့လိုမျိုးကြီးဟိုတွဲနေတဲ့အသားတင်းသွားတာတော့မရှိဘူးတစ်နှစ်နှစ်နှစ်လောက်ဆိုတော့အရန်တည်တာလာတယ်အဲ့လိုလိုဒါ ချိုးတဲ့ဂျင်းထရိနာတွေရှိတော့ပို့ပြီးတော့အဆင်ပြေအေးပေါ့အဲ့ဒါဆိုရင်တော့အမောပြေမှာပေါ့နော်ကိုရီးယားတော့ဟိုမှာတော့အသေးအသက်လုံနေရတယ်ဘာလို့လဲဆိုတော့ဘာမှမကြည့်နိုင်ဘူးအလေးတုံးနေပဲနေနေရမျက်လုံးထဲမှာအလေးတုံးနေကိုမရောမဲဆိုပြီးတော့အဲ့လိုမျိုးတွေပေါ့နော်ငါကကိုကမနေလောက်ရတယ်လို့မလားကိုရဲ့ကျမ်းမာရေးအတွက်တို့ကိုရဲ့အလှအပအတွက်ကိုရဲ့အလုပ်အတွက်ကိုကိုကလောက်ရတယ်လို့ဆိုတော့လေ ကိုမျက်လုံးထဲမှာသွားအဲ့ဒါလေးပဲတွေ့ရပါတော့လူတယောက်ကအိမ်အောင်ကြသွားတာတို့ပေါ့နော်ခုနလိုဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ lifestyle ကကိုကိုယ်တိုင်ပဲဖန်တီးရတာပေါ့ကိုယ့်ရဲ့ lifestyle ကိုဘယ်မိသားစုဘယ်လိုတွေပဲရှိရှိကိုယ့်ရဲ့ lifestyle မှာကိုယ့်ရဲ့ဒီစားပုံနေပုံထိုင်ပုံတွေခုနလိုကိုယ့် ကျမ်းမာအောင်ပေါ့နော်ဘလို့ရက်တိမလဲဆိုတဲ့ဟာလေးကိုကိုကရွေးချယ်ဖို့အရေးကြီးရဲ့ခုနလိုမျိုးလေးရှင်သွားမှမဟုတ်ဘူးအာဘလို့တွေစားမှမဟုတ်ဘူးရေမချိုးခင်မှာ75မိနစ်လောက်ပေါ့နော်ကြိုရက်လိုလေးချိန်ခန်းလေးလုပ်မယ်ဆိုလဲဒါ မလောက်တာထက်စားလို့ရှိရင်နှိမ့်ကြွားတဲ့အချိန်မှာဟိုတိတာလာမှာပဲလीเนาะအဲ့လိုမျိုးနောက်ပြီးတော့ကိုက skin care လုပ်မယ်ဆိုလဲအကောင်းစား lotion တွေ skin care တွေသုံးမှမဟုတ်ဘူးတဖားသီးလေးတွေညာဘက်ကတ်တာမျိုးလို့အပူတွေထွက်တယ်ပေါ့အာနောက်ပြီးတော့ကျုပ်အကာလေးတွေနဲ့တုတ်တဲ့အခါမှာခွာလိုက်လို့ရှိရင်အသားလေးတွေချောတယ်အဲခုနလိုမျိုးလေးပေါ့ရှားဆောင်လက်ပတ်လေးတွေ ပုတ်တယ်လေရှားဆောင်လက်ပတ်ဆိုလို့ရှိရင်လည်းအဲခုနလိုမျက်နှာလေးမှာလှုပ်ထိုင်းအေးလေးအေးတယ်ခွာလိုက်လို့ရှိရင်အသားကြီးကချောသွားတယ်ဆိုတော့ဓာမျိုးလေးတွေကအဆက်မကုန်တဲ့နီလန်းလေးပေါ့နော်ဓာမျိုးလေးတွေလည်းကုကုကုခဲလှုပ်လို့ရတယ်အချိန်က7မိနစ်15မိနစ်ပဲလုံမယ်အဲ့ဒါလေးတော့ကုတက်ပြီးပေါ့နော်နောက်ပြီးတော့ကိုကဘာလို့အဲ့လိုလှုပ်ခိုင်းလဲဆိုတော့ကုကုကိုကျမ်းမာပြီးတော့ နေတဲ့ခါကျမှကိုချစ်တဲ့လူကိုကိုကလှုပ်ပေးနိုင်မှာကိုကမကြမ်းမာရင်ကကိုချစ်တဲ့လူလည်းဘာမှမလှုပ်ပေးနိုင်ဘူးလေကိုလှုပ်ချင်တာလည်းလှုပ်လို့မရဘူးအဲ့ဒါကြောင့်လို့မိလေးကအဲ့ဒါမျိုးလေးကိုတော့တိုက်တွန်းတာပါကြမ်းမာရေးတော့